မိဘဖြုံးတဲ့အခါကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့မိဘတွေကိုရွေးချယ်ပိုင်ခွင့်မရှိပါဘူးအတိတ်ကံပေါ်မူတည်ပြီးတော့မိဘကံကောင်းသူတွေရှိတယ်လို့မိဘကံဆိုးတဲ့သူတွေလည်းရှိပါတယ်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းကတော့မိဘတွေငွေရေးကြေးရေးစီမံခန့်ခွဲမှုညံ့ဖျင်းလို့လည်းအနည်းနဲ့များစိတ်ဆင်းရဲတောကတွေရောက်နေရတဲ့သားသမီးတွေအတွက်ပါကျွန်တော်တို့ဒီကိစ္စနဲ့လာတိုင်ပင်ကြတဲ့သူတွေလည်းအများကြီးပါပဲတချို့မိဘတွေကအုံဖြုံပတ်ဆက်တယ်လက်ဖွာတယ်ငွေလွင်လည်းအလွယ်လေးချီးသုံးလိုက်တာပဲအတိုးပေးရလဲနောင်ခါလာနောင်ခါစီလောင်ကစားဝါသနာပါတဲ့မိဘတွေကပို့ဆိုးပါတယ် လောင်းကစားတွေကိုနင်းကန်လုပ်ပြီးတော့အကျွေးတွေထတ်တင်ပြန်တယ်မကြွချင်တဲ့စီဝါရေးလုပ်ငန်းတွေကိုလုပ်ပြီးတော့လည်းအရှုံးပေါ်တဲ့မိဘတွေလည်းရှိဘာလို့မှလည်းဟောဒီပတိမလုပ်ချင်တောက်စားမူးယူပြီးတော့တောင်းတဲ့ငွေမပေးရင်ဟိန်ဟောက်တောင်းညတ်တဲ့မိဘတွေလည်းရှိတာပေါ့ပြီးတော့လည်းမိဘတွေဟာစိုးတဲ့ပေတဲ့သားသမီးတွေငွေကြေးမပြည့်စုံတဲ့သားသမီးတွေကိုပို့ပြီးတော့အတနာပို့ပေးကြကြတယ်အဲဒီလိုခါမျိုးမှာပေကန်ထောက်ပံ့နိုင်တဲ့သားသမီးစီကငွေကိုလည်းစင်းရဲတဲ့သားသမီးတွေကိုထောက်ပံ့တာမျိုးရှိလာပါတယ်အကျိုးရှိတဲ့ကျောင်းစီထောက်ပံ့တာမျိုးဆိုရင်လည်းကောင်းပါတယ် ဘယ်တော့မှမဆုံးနိုင်တဲ့လောင်ကစားအတောက်အစားနဲ့အဖြုံးတွေအတွက်ပေးကမ်းနေတာဆိုရင်တော့မိဘကိုထောက်ပံ့နေတဲ့သားသမီးတွေကိုယဉ်နာရပါတယ်ထောက်ပံ့နေတဲ့သားသမီးတွေအများစုကလည်းချမ်းသာလွန်းလုံမှုဖဲနဲ့ချွေတာစုဆောင်ပြီးမိဘကိုထောက်ပံ့နေကြကိုယ့်ဘက်ကချိုးချံချွေတာလေပြီးရင်ပိုသမ ्या ငွေမိဘစီကိုပြန်ပို့တချို့မိဘတွေကတော့ပိုသမ ्या ငွေမကုန်သင့်တာမကုန်ရအောင်လို့လည်းချင့်ချိန်တက်ကြပါတယ်သားသမီးနောင်ရေးအတွက်စုဆောင်ပေးထားတဲ့မိဘတွေလည်းရှိဒါပေမဲ့ရလာတဲ့ငွေကိုကုန်အောင်ဖြုံးတဲ့မိဘတွေလည်းရှိတယ်ငွေရေးကြေးရေးပညာကိုလည်းမတက် မတက်လို့လဲတသက်လုံးစီးရဲရနေပြီးထောက်ပံ့ပေးတဲ့သားသမီးတွေရဲ့ငွေကိုလဲဆက်ပြီးတော့စီးမရှိကမ်းမရှိသုံးဖြုံနေတဲ့မိဘတွေလည်းရှိမိဘကျေးဇူးကကြီးမားပါတယ်မိဘကိုရိုသေလေးစားချိုးတဲ့နွမ်းပါတဲ့မိဘတွေကိုပြန်ပြီးတော့လှုပ်ကြွေးခွင့်ရတာအရန်ကောင်းပါတယ်ကုသိုလ်ရပါတယ်ဒါပေမဲ့မိဘကိုချင်းကို့ဘဝကိုမှနှစ်မိကိုလဲလို့တယ်လောကပင်လယ်ကြီးတဲ့ရွက်လွင့်နေတဲ့ကို့ရဲ့တင်မောကြီးကိုလဲအပေါက်လိုက်ဖောက်နေတဲ့မိဘတွေရှိရင်လဲမဟန်ပါဘူးတင်မောကြီးကနစ်မြုပ်သွားနိုင်တယ်မိဘတွေဟာကို့လောက်ငွေရေးကြီးရေးပညာမတတ်ဘူးဆိုရင်တော့ကိုကိုတန်းလည်းမိဘတွေအတွက်စီမံခန့်ခွဲပေးရမှာပေါ့ သာသမီကျင်းဝတ်ထဲကပထမနှစ်ချက်ကလေကျွေးမွေးမပြတ်ဆောင်ရွက်စီမံပါတဲ့မိဘတွေကိုကျွေးမွေးရမယ်မိဘတွေရဲ့အမှုကိစ္စတွေကိုဆောင်ရွက်စီမံမိဘတွေရဲ့အဥ္စာကိုမပြတ်အောင်လို့ဆောင်ထင်းစီမံရမယ်လို့ဆိုလိုပါတယ်မိဘကိုငွေကုန်အပ်ရမယ်သူတို့လုံးသမီးလက်ခံရမယ်လို့ပြောမထားဘူးမိဘကိုငွေကုန်အပ်လိုက်လို့လည်းမိဘကသုံးဖြုံလိုက်လို့မွေးသွားရင်သာသမီကျင့်ဝတ်မကြေပွန်ကရောက်ပါတယ်မိဘကိုချစ်ရမရောက်ဖဲနဲ့နှစ်ရလဲရောက်တယ်အဲ့ဒီတော့ကိုကိုရန်ကလည်းဘတ်ဂျက်ထားပြီးတော့တုံးတယ်လို့မိဘတွေကိုလည်းဘတ်ဂျက်ထားပြီးတော့ငွေပို့ပေးရရဝေးရနေငွေပို့တဲ့အခါမှာရှိသမျှငွေတွေအကုန်ပို့လိုက်မယ်အစား လိုသလောက်ကိုပဲစီးနဲ့ကန်းနဲ့ပို့ပေးပါမိဘတွေမှာလည်းမလိုလားအပ်တဲ့ငွေယူပေါက်တွေရှိနေပြုပြင်ပေးဖို့သာသမီတာဝန်ဖြစ်လာပါတယ်မကောင်းတာတားမိရမှမိဘတွေရဲ့တာဝန်ဖြစ်ပေမဲ့တခါတလေမိဘထက်သီလသမာဓိနဲ့ပညာနဲ့တာလွန်နဲ့အတ္တိဇာတာသာသမီတွေကလည်းမိဘအရာဝန်ယူရတာမျိုးလည်းရှိတတ်တယ်ကောသလမင်းရဲ့အိမ်မက်တွေလိုခစ်ကိုဒီလိုပြုပြင်ပေးတဲ့အခါမှာမိဘပေါ်မှာရိုင်းဆိုင်ကြမ်းတမ်းတဲ့စကားလုံးတွေတော့မသုံးသင့်ဘူးမိဘဟာမိဘပဲမလို့လေနဝင်ချူအောင်ရင်ကြီးကြီးချူချူသွားနဲ့ပြောစီကြပါလိမ့်မိဘဘာလို့လို့မပြောနဲ့ဆိုတဲ့စကားကိုတော့လက်မခံပါဘူး မိဘတွေမိဘဝတ္တရားမကြည်ပဲနဲ့လမ်းမနေရင်လမ်းမှန်ရအောင်ပြောပြပေးရမှာလေသားသမီးတွေရဲ့တာဝန်ဖြစ်လာတယ်ပြောရဆိုရခက်ပြီးတော့တုံချုံကြီးတဲ့မိဘတွေကိုငွေတွေလက်ထဲထည့်ပေးမဲ့အစားစားဝတ်နေရေးလူဖို့တန်းဖို့နဲ့စေဝါပစ္စည်းဓာတ်ရိုက်ဝယ်ပေးတာပိုကောင်းပါတယ်အတောက်စားလောင်းကစားစသဖြင့်လည်းမကောင်းတဲ့အကျင့်ဆိုးရှိတဲ့မိဘတွေကိုတော့အကျင့်ဆိုးမပြင်းငွေမထောက်ဝက်မှုလို့ချင်းချောက်တင်ချင်းချောက်ရမှာပဲချောတကချောက်တလဲနဲ့မလွယ်လှတဲ့မိဘကလည်းမိဘပဲလေကိုဝင်ငွေများရင်လည်းများလာသလိုပိုပြီးတုံချုံတတ်တဲ့မိဘမျိုးရှိရင်လည်းကိုဝင်ငွေကိုပြော့မပြထားတာကောင်းပါတယ် တချို့ကလည်းဝင်ငွေကိုကြိုသုံးထားတတ်တဲ့စိတ်ဓာတ်ကိုလည်းဘလို့ပြင်မြင်မရလို့ငွေဘလောက်ဝင်လဲမင်းနဲ့သုံးဖို့ငွေဘလောက်လိုသလဲသာပြောပါဆိုပြီးပြောတဲ့ရင်လည်းပြောရမှာမိဘတွေချီးထားတဲ့အတိုးကြီးအကျွေးတွေရှိနေလို့လေကျွေးတန်တရာထဲမှာမနစ်ခင်ကြိုတင်တိထားဖို့လိုတယ်အကျွေးတင်သလားခဏခဏမေးပါအတိုးကြီးတွေနဲ့အကျွေးများများတင်ပြီးတော့လည်းမရှူနိုင်မကင်နိုင်ဖြစ်လာမှလာမှပြောပဲစောစောစီစီပြောပြဖို့လေကြိုတင်ပြောပြပါဖြစ်နိုင်ရင်မိဘတွေကိုငွေချီးပေးတတ်တဲ့သူတွေကိုလည်းငွေမချီးပေးဖို့ပိတ်ပင်တချို့မိဘတွေကဆက်ရလွယ်တဲ့တိန်ကနန်းလောက်အကျွေးတင်နေတဲ့အချိန်မှာဖုံးကွယ်ပြီးတော့ အတိုးပေါ်တိုးဆင့်သိမ်းရချီပြီးအကျွေးတင်မရှိနိုင်မကယ်နိုင်ဖြစ်လာမှသားသမီးတွေကိုဖွင့်ပြောတတ်ကြတယ်ဒီလိုဖြစ်မျိုးမဖြစ်ခင်မှာကြိုတင်ကာကွယ်ရမှာလေကိုကလည်းစီးနေကန်းနဲ့သုံးမိဘကိုလည်းစီးနေကန်းနဲ့ထောက်ပံ့တဲ့အခါမှာထွက်လာတဲ့ငွေဘူလေမိဘလက်ထက်မအပ်ဖဲနဲ့ကိုတိုင်စူးစောင်းထားပါစူးမိလာတဲ့ငွေုံမှမိဘအတွက်လည်းလှုပ်ပေးစရာရှိတာလှုပ်ပေးပါဥပမာမိဘတွေအတွက်ကျမ်းမာရေးဆေးစစ်ပေးတာဆေးကုပေးတာအကျွေးဆက်ပေးတာရွှေဝယ်ပေးတာခရီးထွက်ဖို့ဇရိတ်ပေးတာအိမ်ဝယ်ပေးတာစတာတွေပေါ့မိဘကိုထောက်ပံ့ငွေရလို့ဂုဏ်ယူပါစင်းရဲတဲ့မိဘတွေကိုတင်နှောင်းတင်နယ်ထားနိုင်တာဂုဏ်ယူပါ မွေကျေစုကျွေးကျေစုကျေစုအနန္တရှိတဲ့မိပါတွေကိုမျက်နှိုးပါဒါပေမဲ့အချစ်လွန်ပြီးတော့မနေမမို့တော့ဂယုပြုစီမှာလေရေယိုပေါကြောင်လဲကိုယ့်ရဲ့တင်မောကြီးမနေမြုပ်သွားစီနဲ့အားလုံးလဲကိုစိတ်နှပြချမ်းမှချမ်းသာကြပါစီခင်ဗျာဒီလိုပြုပြင်ပေးတဲ့အခါမှာမိဘအပေါ်မှာလဲရိုင်းဆိုင်ကြမ်းတဲ့စကားလုံးတွေမသုံးတင်ပါဘူးမိဘဟာမိဘပဲနဝင်ချူအောင်ရင်ရင်ကြီးကြီးပြောပါကုသိုလ်တပည့်ငရေတပည့်သာတော့မဖြစ်ပါစီနဲ့ဗျာ